သမီးတို့အားလုံးမင်္ဂလာပါဒီချက်နာမည်ကဒီချက်ဆုမွန်လို့ခေါ်ပါတယ်ဒီချက်ကဒီနေ့ပထမတန်းဇာရိတနဲ့ပြည်သူနီတိဆိုတဲ့ဘာသာရပ်ထဲကသင်ငန်းစာရှင်းလူကလေးရဲ့ရိုးသားမှုဆိုတဲ့သင်ငန်းစာလေးကိုဒီချက်ကသင်ကြားပေးသွားမှာနော် ဗီဇာသင်ချိန်လေးမှာတော့ကိုယ့်ရဲ့ပစ္စည်းသူများရဲ့ပစ္စည်းတွေကိုတံမိုးထားတတ်ဖို့အကြောင်းရင်းတီချဲကပြောပြပေးသွားမယ်။တီချဲကအခုဖတ်စာအုပ်ထဲမှာပါတဲ့မေခွန်းလေးတွေကိုအရင်ဆုံးဖတ်ပြမယ်။တားတို့သမီးတို့ကဖြေထားကြနော်။ပစ္စည်းတစ်ခုခုကြပြောက်သွားလို့ရှိရင်ဘလို့ခံစားရမလဲတဲ့။ပြောက်သွားတဲ့ပစ္စည်းလေးကိုပြန်ရလို့ရှိရင်ရောဘလို့ခံစားရမလဲတဲ့ပြောက်သွားတဲ့ပစ္စည်းပြန်မရခဲ့ရင်ရောဘလို့ခံစားရမလဲတဲ့ ကဲဒါဆိုလို့ရှိရင်ဒီမဲခွန်းလေးကိုဒါလိုသမီးတို့ကဖြေထားကြည့်ပါ အခုဒီချက်ကမဲခွန်းမဲပြီးပြီဆိုတော့ပုံပြင်လေးတစ်ခုကိုပြောပြမယ်ပုံပြင်လေးရဲ့နာမည်ကတော့လူကလေးရဲ့ရိုးသားမှုတဲ့နားထောင်ကြည့်ကြနော် အကြောင်းပည့်ရတရက်မှာတဲ့မိသားစုနဲ့ပန်းချံကိုသွားလဲကြရတယ်တဲ့ရိုးရိုးလေးဆိုတာပုံထဲမှာပါတဲ့ကလေးလေးနော်အဲ့ဒီကလေးလေးကသူ့ရဲ့ဖေဖေနဲ့မမေနဲ့သူကပန်းချံတစ်ခုသွားလဲတယ်တဲ့ပန်းချံထဲမှာသူကရှောက်လဲရင်းနဲ့ရှောက်ဆော့ရင်းနဲ့အုတ်တုတ်လတ်လတ်လေးတလုံးကိုသူက ရတယ်တဲ့အုတ်ထုပ်လေးကအရင်လှတဲ့အခါကျတော့ရိုးရိုးလေးကလိုချင်တာပေါ့ဒီအုတ်ထုပ်ကလေးကိုအုတ်ထုပ်ပြောင်းလို့ပိုင်ရှင်ကတော့ငုံနေမှာပဲလို့သူကတဆက်ထဲမှာတွေးမိတယ်တဲ့အဲ့ခါကျတော့သူကအုတ်ထုပ်ပိုင်ရှင်ကိုစုံစမ်းပြီးတော့အုတ်ထုပ်ကလေးကိုပြန်ပေးလိုက်တယ်တဲ့အုတ်ထုပ်ပိုင်ရှင်ကကျေးဇူးတင်ပါတယ်ခမညာအုတ်ထုပ်ပြောင်းလို့ကျွန်တော်ကအရင်နှမျောနေတာအခုလို့ပြန်ရလို့ ိတ်ပျော်ပါတယ်လို့ရိုးရိုးလေးကိုပြန်ပြီးတော့ပြောလိုက်တယ်တဲ့။တနေ့ကျတော့တဲ့ရိုးရိုးလေးရာတဲ့ စာရေးမယ်ဆိုပြီးတော့လွယ်အိတ်ထဲကနေပေဒံထုတ်တော့တဲ့ပေဒံကိုရှာလို့မတွေ့တော့ဘူးတဲ့လွယ်အိတ်ကပေါက်နေရကြောင်းမို့လို့ပေဒံတော့ပျောက်ပါပြီဆိုပြီးတော့ဒီပေါက်ထဲကနေထွက်ကြသွားတာဖြစ်မယ်ဆိုပြီးတော့ရိုးရိုးလေးအားစိတ်မကောင်းနေဖြစ်နေတာဗောအဲ့လိုနဲ့တငယ်ချင်းတယောက်ကရိုးရိုးလေးရဲ့ပေဒံကိုကောက်ရပြီးတော့လာပြန်ပေးတဲ့အခါကျတော့ရိုးရိုးလေးကပေဒံပြန်ရလို့တိတ်ကိုပျော်သွားတာဗော နော်ကဲဒါဆိုရင်ဒီပုံမြင်လေးကိုနားထောင်ပြီးပြီဆိုတော့တားတို့သမီးတို့လည်းသူများပစ္စည်းကို ကိုယ့်ရဲ့ပစ္စည်းလိုမျိုးတန်မိုးထားတတ်တဲ့အလေးချင်ကောင်းတွေရရှိအောင်လို့စူးစမ်းကြရမယ်နော်ဒီချက်နဲ့နောက်စာတင်ချိန်လေးမှာပြန်တွေ့ပါမယ် ီစာသင်ချိန်လေးမှာတော့တိချက်က ပစ္စည်းပြောက်တဲ့သူကို စာနာတတ်အောင် ကောက်ရတဲ့ပစ္စည်းတွေကိုပြန်ပြီးတော့ပေးတတ်အောင်လို့ကဗျာလေးတစ်ပုဒ်ကိုသင်ကြားပေးမယ်နော်။ကဗျာလေးရဲ့နာမည်ကလူကလေးနဲ့ခဲတန်တဲ့တိချက်ဆိုပြမယ်နော်။ကလေးနဲ့ခဲတံဟိုနာကကျွန်တော်လေးခဲတံကောက်ရပြီ တေတေချာချာကြည်လိုက်မှမောင်ထွေးခဲတံပြလှလှကလေးဒီခဲတံကျွန်တော်လိုချင်ပြန်ကြားကြံခဲတဲ့မောင်ထွေးတော့ငူလို့နေမှာပေါ့တွတ်တွတ်ကလေးကျွန်တော်ပြီးသူ့ကိုသွားလို့ပြီးကဲဒီကပြလေးကိုရေးခဲတဲ့သူကတော့မြင့်တလူလို့ခေါ်တယ်နော်ကဲဒီချက်ကကြပြလေးကိုနောက်တစ်ခါလောက်ထပ်ပြီးတော့ဖတ်ပြမယ်လူကလေးနဲ့ခဲတံ ဟိုနာကကျွန်တော်လေးခဲတံကောက်ရပြီတေးသေးချာချာကြည့်လိုက်မှမောင်ထွေးခဲတံပြားလှလှကလေးဒီခဲတံကျွန်တော်လိုချင်ပြန်ကြကြံခဲတဲ့မောင်ထွေးတော့ငူလို့နေမှာပေါ့တော့တော့ကလေးကျွန်တော်ပြေးသူ့ကိုသွားလို့ပြေး ကဲဒီကပြလေးကိုရေးခဲ့တဲ့သူကတော့စာရေးဆရာမြင့်တလူလို့ခေါ်တယ်နော်။ကဲဒါဆိုလို့ရှိရင်ကပြလေးလည်းဆိုပြလို့ပြီးပြီဆိုတော့တားတို့သမီးတို့လည်းကိုပစ္စည်းပြောက်တဲ့အခါမှာဝမ်းနေပြီးတော့စိတ်ညစ်ရသလိုမျိုးပဲသူတပားပစ္စည်းပြောက်လို့ရှိရင်လည်းစိတ်ညစ်ပြီးတော့ဝမ်းနေနေမှာပဲလို့အမြဲတမ်းသတိရပြီးတော့ပြန်ပေးဖို့စူးစမ်းရမယ်နော်။သူတပားပစ္စည်းကိုဘယ်တော့မှမယူပါဘူးနော်။ကဲဒါဆိုရင်ဒီချက်နဲ့နောက်သင်ခန်းစာတစ်ခုမှပြန်တွေ့ပါမယ်။